အာဆင်နယ်အသင်းသီးပြအတေတာကခရစ္စတယ်ပယ်လစ်အသင်းကိုအနိုင်ရတာကဒီအသည့်အတွက်တန်မိုးအကြီးဆုံးနိုင်ပွဲလို့သုံးသပ်ပြောကြားခဲ့ပါတယ်။တနင်္ဂနွေနေ့ကရှင်ပြိုင်ကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်၉မှာအာဆင်နယ်ကပယ်လစ်ကိုတကောကိုမရှိနဲ့အနိုင်ရရှိခဲ့ပြီးတလုံးထဲသောအနိုင်ကိုပယ်လစ်ကစားသမားဟောင်းအက်ဇေးကသွင်းယူပေးခဲ့တာပါ။ဒီနိုင်ပွဲကြောင့်အာဆင်နယ်အသင်းဟာမန်စီးတီးနဲ့မန်ယူကို၆မှတ်၊လီဗာပူးကို၇မှတ်၊ချက်ဆီကို၈မှတ်ဖြတ်နိုင်ခဲ့ပြီးချန်ပီယံဆုအတွက်မျိုးလင်းချက်တွေပုံမတော့ပလာစေခဲ့ပါတယ်။ ဒီနိုင်ပွဲကအာဆနယ်အသင်းအတွက်ပရီးမီးယားလီဂ်မှာနိုင်ပွဲ900ပြည့်အဖြစ်လဲမှတ်တမ်းဝင်ခဲ့ပြီးအာဆနယ်အသင်းဟာပြိုင်ပွဲစုံနောက်ဆုံး10ပွဲဆက်ရှုံးပွဲမရှိတဲ့မှတ်တမ်းနောက်ဆုံး9ပွဲဆက်အနိုင်ရတဲ့မှတ်တမ်းနောက်ဆုံး9ပွဲဆက်ပေးကူမရှိတဲ့မှတ်တမ်းတွေကိုလည်းပိုင်ဆိုင်ခဲ့ပါတယ်။ဒီနိုင်ပွဲကတရားသည့်တခြားနိုင်ပွဲတွေထက်ပိုပြီးတမိုးရှိတယ်လို့ကစားသမားတွေကိုကျွန်တော်ပြောခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ ဒါဟာခက်ခဲတယ်ဆိုတာကျွန်တော်တို့သိနေတာကြောင့်ပါကျွန်တော်မြန်မာသူတို့ကလက်တလောအကောင်းဆုံးတွေကသတင်းမှာသူတို့ကခမည်းကိုဖျက်ဆီးနိုင်စွမ်းရှိနေပြီးခမည်းအနေနဲ့အာရုံစူးစိုက်မှုမရှိရင်တန်ခတ်နိုင်စွမ်းရှိနေတာလည်းသိကြပါရလို့အာဒီတာကပြောကြားခဲ့ပါတယ်